်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမေယိုရင်ရေးသားသောဝိဇာပေးတဲ့200ရန်တရွက်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူသူရရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် အချိန်မှာမွန်းတဲ့၁၂နာရီခန့်ပဲရှိလေပြီကျွန်တော်ဒီတောင်ကြီးကျေးရွာမှာညောင်လေးပင် ကားကိစီတို့ခတ်တုတ်တုတ်ထွက်ခွာလာခဲ့သည်တောင်ကြီးကျေးရွာတွင် ကျွန်တော်မိခင်အိုကြီးရှိသည်မိခင်အိုကြီးမှာအသက်၈၀ကျော်ပင်ရှိလေပြီကျွန်တော်ကရန်ကုန်မှာနေသူဖြစ်သည် ထို့ကြောင့်မိခင်ကြီးကိုတွားရောက်ပြုစုကတတ်နိုင်သမျှထောက်ပံ့ကြတော့ပြီးပြန်လာခဲ့ခြင်းဖြစ်သည်။ညောင်လေးပင်ကားကဲရောက်တွင်ရန်ကုန်သို့ထွက်ခွာတော့မည်ဝိရဒနာမည်ရှိ BM ကားကိုတွေ့ရသည်။ကျွန်တော်သည်ထို BM ကားပေါ်သို့ပင်တက်ရောက်လိုက်သည်။ထိုင်ကုန်များပေါ်တွင်ခရီးသည်များနှင့်ပြည့်နှက်၍နေလေပြီ။ခုံနှမ်းများ၏လဲတွင်ပဲ့အိတ်များကနေရာယူထားကြသည်။ကျွန်တော်ကရန်ကုန်ထိစီးရမည်သူဖြစ်သည်။ထို့ကြောင့်လဲအိတ်တိတ်ပေါ်ထိုင်ချလိုက်မိသည်။နေကလည်းပူလာသည်။ ျွန်တော်တကူလုံးပါချွေးများပြန်နေမိသည်ကျွန်တော်ထိုင်းလိုက်သည့်နေရာသည်ရှေ့တကားဘဝနှင့်တိတ်မဝေးကွာလာပြီကျွန်တော်ရှိရှိထိုင်းကုန်းတန်းပေါ်တွင်ဖះဝူရမပြန်လာဟန်တူသော အသက်80အရွယ်ခန့်ရှိဝိဖြူစင်ကြံနှင့်အဖိုးအတူကိုတွေ့ရလေထိုဘုတ်ကိုဤလေပင်၌စိတ်ပရီတကုန်းကိုဆွဲရထား၏ကျွန်တော်သည်ထိုဘုတ်ကိုအလောက်ကြီးကဥညွတ်လိုက်မိလေမကြမီမှပင်ကားသည်ဂိတ်မှစတင်၍ထွက်ခွာလာတော့၏ထိုအခါကျမှပင်အပြင်ဘက်မှလေများကားထဲသို့ဝင်လာကအပူတက်သွားသွားလေ ကျွန်တော်ဒီခရီးသွားသည့်အခါတိုင်းရွတ်ဆိုနေကြဖြစ်သောတမှုတွေကတော့ရွတ်ဆိုနေမိလေထို့သောရွတ်ဆိုရာတွင်အခြားလူများအနောက်ရှက်မဖြစ်အောင်ခတ်တိုးတိုးသာရွတ်ဆိုနေမိခြင်းဖြစ်ထို့နောက်ဖျားတရားတန်ခါဂုံတော်များကိုရွတ်ဆိုပွားများပူဇော်နေမိပြန်လေကသည်တရရိပ်ပြီးသွားလျက်ရှိသည်ကျွန်တော်ဒီအရက်မျက်နှာ၌ရှိသောသတော်ပေါင်းတို့ကိုမြစ်တာပို့ခြင်းပြုလုပ်မိပြန်လေ။ထို့နောက်တွင်မူတံမုတ်တွေခါလာတော်ကိုရွတ်ဆိုပူဇော်နေမိပြန်လေ ျွန်တော်ဒီမျိုးလုံးစုံကိုမိကရွတ်စိုပူဇော်နေမိခြင်းဖြစ်သည်ကျွန်တော်၏စိတ်သည်အေးချမ်းငြိမ်သက်လျက်ရှိကဖရာတရားတန်ခါယရနာသုံးမ၌သာအာယုံကန့်ညိနေမိလေတော့၏ထိုစဉ်ကျွန်တော်၏ပေါင်းတော်သို့တစုံတစ်ခုကြာရောက်ထားသည့်ဖက်ခနဲဟူသောအတန်ကိုကြားလိုက်ရလေသို့သောကျွန်တော်သည်တန်မှုတွေကာရတော်ကြီးပြီးဆုံးသွားသည့်အထိရွတ်စိုနေမိလေပြီးမှမျက်လုံးကိုဖွင့်ကအတန်ကြာရာပေါင်းတော်သို့ကြည့်လိုက်မိသည်မြင်လိုက်ရသော မြင်ကွင်းကြောင့်ကျွန်တော်အလွန်အံ့ဩသွားမိပါသည် လူဖို့ကိုအချို့ကိုသာသနာပွဲတင်ရရင်ထိုးဆိုင်လူတန်းလေးရှိသောကရော့ပုံတံချုံချုံကလေးပြုလုပ်ထားသည့်200ကျပ်တံတရွက်ကိုပေါင်ပေါ်တွင်တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်ကျွန်တော်သည်ရုတ်တရက်ကျက်သိမ်းများဖြန်းကနေထားသောမိသည်ကျွန်တော်ပဝင်းကျင်ရှိခရီးသည်များမှမူငိုက်မြူနေကြသည်ကတော့ကျွန်ပုံတံကလေးပြုတ်လုထားသောထိုနေရာတန်းဒီကျွန်တော်ပေါင်မို့သူပဲနေရာကနေရောက်လာလေသည်နီခီးသွားသူထံမှထွက်ကြလာခြင်းပေလော ကျွန်တော်စူးစမ်းကြည့်လိုက်မိပါသည်မဖြစ်နိုင်ပါဘူးခရီးသည်များသည် ပါရှိလာကြသည့်ခီးဆောင်အိမ်များကိုအသေးချာတိမ့်ထုတ်ထားကြသည်ကို တွေ့ရလေတို့ဖြင့်ကားကောင်းကနဲ့မှထွက်ကြလာလေသလိုတွေ့ကြည့်လိုက်မိပြန်သည်ထို့သူလည်းမဖြစ်နိုင်ပြန်ပါဘူးကားကောင်းကနဲ့ကျွန်တော်နေရာကြား၌ထိုင်ကုန်နှစ်တန်းချ၍နေကားအမှုဘော်ကပင်ကြာလာလေသလိုဒါလည်းမဖြစ်နိုင် ို့ဖြစ်လျင်ကရော့ကျွန်ပုံသဏ္ဍာန်ပြုလုပ်ထားသော200ရန်လေးတရွက်သည်ဘယ်နေရာကနေပြီးကျွန်တော်ပေါင်ပေါ်သို့ကျရောက်လာခဲ့လေသနည်းကျွန်တော်မှာထူးခြားလာသောအဖြစ်ကြောင့်စဉ်းစား၍မရနိုင်လောက်အောင်ပင် ဖြစ်သွားမိရလေတို့ဖြင့်ကားသည်ဖျားကြီးရွာကားဂိတ်နောက်တွင်စိမိခီးသည်များပါသည်ဖြင့်ခိတရက်လိုက်လေထိုအခါခီးသည်ချို့နေသူကျွန်တော်ရှိထိုင်ကုန်တန်း၌ထိုင်နေသောဝိဖြူစင်ကြန်းနှင့်အဖိုးတို့ပါဆင်းသွားကြလေအဖိုးသည်မစင်းခင် ကျွန်တော်အားတစ်ချက်လှည့်ကြည့်လိုက်ကငါသား မင်းကြီးဝါချမ်းသာအောင်မယ်ဟုရုတ်တရက်ဆိုလိုက်လေရာကျွန်တော်မှလွန်စွာအံ့အားတင်သွားမိလေထို့နောက်အဖိုးကဆက်၍ဖះတရားမင်းနဲ့တမုတ်တွေခါရတော်ကြီးကိုအခောက်ရီတထောင်တိတိပြည့်အောင်ရွတ်ဆိုပူဇော်ပါ ကြည်ဝါချမ်းသာလာရင်အလူတန်းကြီးတွေပြုတ်လောက်ပါဘာမှမတည်မြဲဘူးဖြစ်ပြီးရင်ပြတ်တယ်ဟုပြောကာကားပေါ်မှာဆင်းသွားလေတော့သည်ကျွန်တော်မှထူးဆန်းလာတော့ဖြစ်ကြောင်းအတန်ကြာပင်ကြက်သေးသေးနေမိလေကားပေါ်ရှိလူများလည်းကျွန်တော်တို့ကိုကြောက်ရွံ့ကြည့်နေကြသည်ခရီးသည်တချို့ကကျွန်တော်နှင့်ဝတ်ဖြူစင်ကြဖို့တိကျွမ်းကြသည်ဟုထင်နေကြ၏မကြာမီမှာမင်းကားသည်ဖျားကြီးကြေးရွာကားကိတ်သို့ထွက်ခွာလာခဲ့လေတော့သည် ကျွန်တော်ဒီအိမ်တို့ပြန်ရောက်တော့အခါနှစ်ရံလေးတရွက်ကိုမိခဲ့သူပြုတ်လို့ရမှမသိပဲဖြစ်နေတဲ့ပြင်ဖះစင်မို့သူတင်ထားလိုက်မိလေထို့နောက်တပတ်ခန့်ကြာတော့အခါကျွန်တော်ဒီအိမ်မက်တစ်ခုကို မြင်မှတ်လေအိမ်မက်ထဲ၌ဝှဖြူစင်ကြံတဲ့အဖို့တူကို တွေ့ရလေသည်အဖို့မှာကျွန်တော်ကားပေါ်၌တွေ့ကြရသောအဖို့ကိုပင်ဖြစ်နေသည်အဖို့ကကျွန်တော်အားစိစိကြီးကငါသားမင်းနဲ့ဘာပဋ္ဌာန်းဆက်ရှိခဲ့ဘူးလေကွဒါကြောင့်အဘဟာငါသားကိုကြိရှုစောက်ရှောက်ရတာပေါ့ ရထားတဲ့ပတ်စံနဲ့ထီထိုးလိုက်လေကွယ်ပြီးရင်အဘပြောတဲ့အတိုင်းလှုပ်ဆောင်ပါဟုပြောကပျောက်ကွယ်သွားလေကျွန်တော်ဒီမနှက်မိုးလင်းတော့ခါအိမ်မက်ထဲကဝိဖြူစင်ကြံနဲ့အဖိုးကိုပြောတဲ့အတိုင်းထုံငွေနေရာကြက်တံဖြင့်ထီနေရာဖို့ထိုးလိုက်မိပါသည်ထီလက်မှတ်များမှာ၁၀သိန်းခန့်ကျွန်တော်ထီပေါက်ပါတော့သည်ကျွန်တော်၏ဖြစ်ပျက်မှာမယုံနိုင်ကြပင် ကောင်းလာပါသည်တိုးတော့ဖြစ်ပျက်ကအမှန်ပင်ဖြစ်လေသည်ကျွန်တော်ထိပောက်ရရသောငွေများထဲမှတချို့ကိုအလှူတန်းများပြုလုပ်လိုက်လေ။ကြံငွေများဖြင့်လုပ်ငန်းသေးတစ်ခုကိုလုပ်ကင်လိုက်။ ကျွန်တော်ဤထိုးလုပ်ငန်းကံကံမှာတနေ့တခြားတိုးတက်၍လာနေလေယခုခါကျွန်တော်ဒီရခင်ကအတိုင်းပင်ဖះရတရားကိုမမေ့ယရနာသုံးပါးဂုံတော်များနဲ့တန်ဖို့တွေကာရာကိုဆက်လက်ကြည်ညိုပူဇော်နေမိစေပင်ဖြစ်သည်ကျွန်တော်ဒီထူးခြားစံကြယ်လာသောထိုးဖြစ်ရအားခမ်းမရလန်းလိုက်စားနေသည့်မိတ်ဆွေတယောက်အားဖွင့်ဟာပြောပြမိလေရာထိုးမိတ်ဆွေကအဲ့ဒီနေရာတန်တရွတ်ဟာဝိဇ္ဇာပေးတဲ့နေရာတန်တရွတ်ပဲဖြစ်လိမ့်မယ်ဟုမှတ်ချက်ချလိုက်ပါလေသည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီရေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။